မင်္ဂလာပါရှင် Follow YouTube Channel လေးကနေမထွေးစွာနဲ့ပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်အခုဖတ်ပြပေးသွားမှာက စာရေးသူလင်းအောင်စင်ရေးသားထားတဲ့ငါအတွက်ငါရှိတယ်ဆိုတဲ့စာအုပ်ကလေးကိုဆက်လက်ဖတ်ပြပေးသွားမှာဖြစ်ပါတယ်ခန်းစားနာဆင်ပေးကြပါအောင်ရှင်အဖိုးထိုက်တဲ့နန်းတော်ငါအတွက်ငါရှိတယ်ဆိုပြီးလုံကြီးကိုးစားတတ်တဲ့ဆေးရပေါ်ကိုကိုကိုယုံကြည်ဖို့ဆိုတာ သူများနဲ့လက်ရှင်တွေ့ပြီး စိတ်တော့ကမရောက်ဖို့လည်းလိုပါတယ်။တင်ငယ်အားငယ်တတ်တဲ့စိတ်မရှိဖို့တင်ငယ်စိတ်တွေကို မောင်းထုတ်ဖို့လည်းလိုပါတယ်။တင်ငယ်တတ်တဲ့စိတ်ကိုမောင်းထုတ်ဖို့ပြောတဲ့အခါကျွန်တော်စိတ်ထဲတန်တရိယသွားတဲ့သူ အကြောင်းပြောပြခြင်းပါသေးတယ်။သူကတော့ကျွန်တော်ရဲ့တင်ငယ်တတ်တဲ့စိတ်ကို မောင်းထုတ်ဖို့လမ်းပြပေးခဲ့တဲ့သူပါပဲ။သူ့နာမည်ကတော်ဘူးမပါ။တော်ဘူးမကကျွန်တော်မွေးစားတီရွာကပါ။ တော်ဘုမာလို့ပြောရင် ကျွန်တော်တို့တရားလုံးမသိတဲ့သူမရှိပါဘူးတော်ဘုမာတို့အိမ်ကရွာချမကြီးဘေးကယာကင်းလေးထဲမှာရှိတာပါတက်ငယ်မိုးထင်းကအိမ်ကလေးယာဒီဘော်တင်းနယ်လေးတွေစိုက်ပြီးအသက်မွေးကြတာပစ္စည်းရှိလူဒန်းစားမဟုတ်တလို့ငှက်ပြက်လာတဲ့လူဒန်းစားလည်းမဟုတ်ပါဘူးကိုဝမ်းကိုကြောင်းပြီးလက်ပြလုံးလုံးတိတ်ခါရှိရှိ ရှက်တည်နိုင်တဲ့လူရန်စာဆိုပါတော့ဘဘုံမာလို့ပြောရင်တရွာလုံးကလေးကအဆလူကြီးဆုံးမသိသူဘာကြောင့်မရှိသလဲဆိုရင်တော့ဒီလိုပါဘဘုံမာကပတ်စံချမ်းသာလာသူမဟုတ်ပေမဲ့အလူတန်းဆိုရင်လည်းဘယ်တော့မှမနေပါဘူးတခြားသူကိုကူညီရမယ်ဆိုရင်လည်းမနှောက်နေတဲ့သူပါသူမှာတိမ်ငယ်ချင်း အားငယ်ခြင်းတွေအတော်ကိုရှားပါတယ်။ရွာဥဒ္ဓမာယုံကနေဘွာရင်းဥပုံနေမျိုးမှာအလူငွေလူလို့ရပါပြီဆိုပြီး လော့စပီကာကနေကြီးညာရင်ပထမဦးဆုံးလူသူဟာသူပါပဲ။ခြံတဲ့သူတွေက900လောက်မှမလူနိုင်ရင်ရှက်စရာကြီးဆိုပြီးမလူသေးပဲ ထားတဲ့အချိန်မှာဒေါ်ဘူမာကသူတက်နိုင်တဲ့150သွားလူပြစ်လိုက်တာပါပဲ။လော့စပီကာကနေ တော်ဘူးမကတရားလူတန်းသွားပါသည် ဆိုရင်ပဲသူ့မှာပီတီတွေနဲ့ပျော်နေတတ်သူပါလမ်းတွင်ဖို့ရွာလမ်းမှာမြစ်တွေရှင်ကြပြီဆိုရင်လည်းတော်ဘူးမကရှင်နှွေးအိုးမရှိပေမဲ့ရှင်နှွေးကြိုတဲ့ခိုင်းတဲ့အိုးကိုလက်ပတ်ချောက်ခံလက်ကဆွဲ သူ့ရခင်ချွတ်ပြမှုကိုဖို့သကုံးနဲ့ရွက်လာပြီးဒါနလုပ်သေးတာပါရှစ်ဆရာကြီးတင်ငယ်ဆရာကြီးဆိုပြီး ဘယ်တော့မှမတွေ့ပါဘူး။ရွာအလူတန်းမင်္ဂလာဆောင်လေးများရှိရင်လည်းဖြင်စားအပူကလေးတွေဆက်ချုပ်ထားတဲ့ဖြင်းညီနဲ့တပတ်နွမ်းထမိန်လေးဝတနက်ခါအဖွေသားနဲ့အစအဆုံးကူညီလုပ်ကန်ပေးတော့တာပါပဲ။နှစ်စဉ်ချင်းပါနေကြကျွန်တော်တို့မျိုးရဲ့ဘုရားမြတ်ဆွေတော်ပွဲချင်းဆိုလဲဒေါ်ဘူးမတို့လင်မယားကအဖို့ချင်းကလေးရယ်အိမ်လို့ကောက်ရင်းဆိုင်တော့ကလေးတွေဆွဲလို့ မနဲ့အစောထားမြို့ကိုခြေချင်းတဲ့ဆွေတော်ဖူးကြသေးတာပါလမ်းဘေးကကတ်ရှောင်းနေတော့ဆက်ဘိန်တို့ဆန်ကယ်တို့နဲ့လာတဲ့အသည့်တွေများမြင်ရင်အော်ဟိနှုတ်ဆက်ပျော်ရွှင်နေတော့တာပါပဲငါကတော့ဆက်ဘိန်မရှိနိုင်ဘူးဆန်ကယ်မရှိဘူးရှက်စရာကောင်းလိုက်တာဆိုတဲ့တင်ငယ်စိတ်အားငယ်စိတ်တကယ်မရှိတာပါပုံမှန်ချိန်တွေဆိုလဲ တင်မယာနေအောင်ရှားကင်းလေးထဲမှာတကုတ်ကုတ်ပေါင်းနှုတ်မြင့်ရှင်နဲ့ခြံရှိကဖြစ်သွားသမျှသူကိုစနောက်နဲ့ပြောရွှင်နေတော့တာပါပဲဒေါ်ဘူမရဲ့စိတ်အိမ်ကလေးဟာတိမ်ငယ်ချင်းအားငယ်ချင်းခင်ပြီးဘလောက်များတန်မာပြောရွှင်စရာကောင်းပါသလဲရွှေငွေပဒများမပိုင်ပေမဲ့အဲ့ဒီထဲတန်ဖို့ရှိတယ်တိမ်ငယ်အားငယ်ချင်းမရှိရဲ့သူ့အိမ်ကလေးဟာ နန်းတော်တမယာအဖို့ရှိလာပါတယ်။တင်ငယ်ချင်းကြီးနဲ့အဖို့တိုက်တဲ့နန်းတော်ပါပဲ။ငငယ်ကဘသူတွေကစပိန်နဲ့ဘသူတွေကအင်ကြီးအစ်စ်ပေါ်တာဝတ်တာဘသူကတော့ကြောဖို့အိတ်အစ်စ်နဲ့မို့တားကအဟောင်းနဲ့မို့ကြာမတက်ချင်ဘူးဆိုတဲ့အချိန်တွေတိုင်းကျွန်တော့ကို ဆုံးမစကားဆိုတဲ့အဖေဟာတော်ဘူးမကိုဥပမာပေးခဲ့ပါတယ်။အရွယ်ငငယ်တုန်းကတိတ်နားမလည်ခဲ့ပေမဲ့ အရွေးရောက်လို့လူလောကဆုံဆန်ဆင်းရတဲ့အခါဒေါ်မှုမရဲ့တိမ်ငယ်မှုကင်းတဲ့စိတ်နှံတော်လေးကိုတတိယမိတော်တာပါပဲ။ကြင့်ကြယ်လိုက်နာဖို့တတိယမိတော်တာပါပဲ။ကျွန်တော်တို့တွေဟာသူများနဲ့ရှင်ပြီးကိုယ်စိတ်ကိုနှိမ့်ဆက်တတ်ကြပါတယ်။ဘယ်သူကတော့ဗာရနေပြီးငါကတော့မရသေးဘူး။ဘယ်သူကတော့ဗာရီလုံနိုင်နေငါမလုံနိုင်ဘူးဆိုပြီး စိတ်ပြည့်အောင်လေတင်ငယ်တတ်ကြပါတယ်။သူ့မိဘကချမ်းသာလိုက်တာငါမိဘကတော့ဆင်းရဲလို့ငါကတော့ဘာမှမဝင်နိုင်ဘူးဆိုပြီးကိုယ်စိတ်ကိုချိုးနိုင်ပြကြပါသေးတယ်။ကျွန်တော်တို့ဒေါ်ဘူးမလို့ကိုယ်ဖြစ်တည်ခြင်းကို အကောင်းဆုံးလက်ခံပြီးဘယ်သူနဲ့မှမရှင်ပြိုင်မဲမရှင်တန်ကြပါဘူး။ဒါကပဲကျွန်တော်တို့ရဲ့ပျော်ရွှင်စရာကောင်းတဲ့ကိုယ့်ကိုယ်ကိုယုံကြည်တဲ့စိတ်တွေကို ပျောက်ွယ်သွားစေခြင်းပါပဲကိုကိုကိုယုံကြည်မှုဆိုတဲ့ confidence ရှိရင်လောကကြီးက ပြောစရာကောင်းပါတယ်တင်ငယ်ခြင်းမရှိတဲ့ခွန်အားဟာတန်ပါပါတယ်အရာရာကိုရင်ဆိုင်နိုင်ပါတယ်ကိုစူးစမ်းလို့ဖြစ်တည်လာသမျှအရာတိုင်းတွေဘာမှအားငယ်စရာတင်ငယ်စရာမရှိပါဘူးဒါဟာခုံယူပြောရှင်စရာပါ ကိုကတော့ BA နဲ့ဖွဲ့ရလို့သူကတော့ဆရာဝန်ဖွဲ့ရလို့ဆိုပြီးဘာမှစိတ်ပြည့်အားငယ်စရာမရှိပါဘူးလူတွေကကိုယ့်ရည်ရွယ်ချက်နဲ့ကိုကိုယ့်အိမ်မက်နဲ့ကိုလမ်းလျှောက်နေကြတာပါချက်မကဆရာဝန်ဖွဲ့မရပါဘူးအိုင်စတိုင်ကကြောင်းတောင်ဒုက္ခရပါသေးတယ် Facebook တီထွင်သူ Max Zuckerberg ကဘွဲ့တွေဒီဂရီတွေအများကြီးရနေသူမဟုတ်ပါဘူး ကိုရည်ရရာကိုအိမ်မက်ကိုယုံကြည်မှုရှိရှိတိမ်ငယ်မှုမရှိရှောက်လန်းဖို့ပဲလိုတာပါယုံကြည်မှုရှိတဲ့စိတ်ဆိုတာဘွဲတွေဒီဂရီတွေရတာအကျဉ်းပညာအထက်ပညာတွေနဲ့မဆိုင်ပါဘူးဖြစ်ချင်တဲ့စိတ်နဲ့စူးစမ်းရုံးကန်ဖို့ပဲလိုတာပါတိမ်ငယ်မှုဆိုတာလူညံ့တွေမလုပ်ပါဘူးထူးချွန်ထက်မြက်လာမဲ့သူဟာတိမ်ငယ်မှုအားငယ်မှုတွေကို မောင်းထုတ်နိုင်ရပါမယ် ကိုကိုကိုယုံကြည်မှုအပြစ်ရှိနေရပါမယ်။တင်ငယ်တတ်တဲ့စိတ်ဟာပျော်ရွှင်ခြင်းကိုတတ်ပါတယ်။တခြားသူတွေကိုအမြဲရှင်ကြည်ပြီးတင်ငယ်အားငယ်နေတဲ့စိတ်ဟာကိုယ့်အိမ်မက်ကိုမြင်မြုပ်နေသလိုပါပဲ။ကိုကိုကိုယုံကြည်ကိုးစားမဲ့သူဟာတင်ငယ်မှုကင်းနေနန်းတော်စိတ်အမြဲရှိနေရပါမယ်။တက်ကြွနေရပါမယ်။ကျွန်တော်တွေတွေကိုကိုကိုယုံကြည်ကိုးစားပြီး ကိုယ့်အိမ်မက်ကို အကောင့်တဲ့ဖို့ဘိုးဆိုရင်တော့ တော့ဘုမလိုဘသူကိုမှရှင်မြင်မနေပဲကိုဖြစ်တည်မူနေကိုစူးစမ်းရှင်သန်ကြရပါမယ်။တင်ငယ်ချင်းတွေกินတဲ့အခါပျော်ရွှင်ခြင်းတွေကလက်ရကမ်းမှာပါပဲ။တင်ငယ်တတ်တဲ့စိတ်ကို မောင်းထုတ်ကြမောင်းထုတ်လိုက်ကြရအောင်။ပျော်ရွှင်ခြင်းနန်းတော်လေးပန်ဆိုင်ဖို့ပေါ့။ရင်းရင်ထက်မြက်တဲ့သူဖြစ်ဖို့တင်ငယ်တတ်တဲ့စိတ်ကိုမောင်းထုတ်ရပါမယ်။ပျော်ရွှင်စွာနေတတ်တဲ့သူဖြစ်ဖို့ တိမ်ငယ်တတ်တဲ့စိတ်ကိုတက်ပြရပါမယ်။ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိဖို့တိမ်ငယ်တတ်တဲ့စိတ်ကိုချိုးဖက်ပြရပါမယ်။ကိုယ့်အတွက်ကိုရှိတာသိဖို့တိမ်ငယ်တတ်တဲ့စိတ်ကိုငင်းချပြရပါမယ်။သူများနဲ့လက်ရှင်ပြီးစိတ်မငြစ်ဖို့တိမ်ငယ်တတ်တဲ့စိတ်ကိုမီရှုပြရပါမယ်။အေးချမ်းပျော်ရွှင်နေသူဖြစ်ဖို့တိမ်ငယ်ချင်းကင်းတဲ့နန်းတော်တည်ဆောက်ရပါမယ်။ဒီနေရာလေးမှာပဲရနာခွင့်ပြုပါရှင်။ နားဆင်သူများအလုံးကိုယေရှုများကြီးတင်ပါတယ်။စာဖတ်နေစဉ်တွင်အသံအလွယ်မှာအပြည့်တောက်ကလေးများပါခဲ့ရင်နားလည်ခွင့်လွတ်လိမ့်မယ်လို့မျှော်လင့်ပါတယ်။ပေါ်လိုက်အဖွဲ့ဝင်များနဲ့နားဆင်သူများအလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းရှိကြပါစေ။ဘေးကင်းလုံခြုံကြပါစေ။ကကြီးသုံးပါးမှလည်းကြော်လာနိုင်ပါစေလို့ကျွန်တော်ကဆုမောကောင်းတောင်းပေးလိုက်ပါတယ်။ Follow YouTube channel လေးကို Like and Subscribe လုပ်ရသေးဘူးဆိုရင် လှုပ်ပေးကြဖို့မမေ့ပါနဲ့နော်